Hello. ဆုံးမ73နှစ်ရှိပြီပေါ့နော် presidential အနေနဲ့လောက်တာ73နှစ်ရှိပြီ73နှစ်လုံးလုံးတောက်လျှောက်မှာဟိုအင်္ဂလိပ်စာဆိုလို့ရှိရင်ဆုံးမလွန်ခဲ့တဲ့9နှစ်ကလောက်တယ်ဂျာတယ်မှာ6နှစ်လောက်မလုပ်ဘူးနောက်3နှစ်မှလောက်တယ်ဆိုတာမရှိပါနဲ့ဒီ presidential life ကကြတော့73နှစ်တောက်လျှောက်လုံးကဟိုမရက်မနာလောက်ခဲ့ရတာဆိုတချို့ဟာတွေက experience တွေအများကြီးဆိုင်တာပေါ့နော်သူတပြည့်ဆုံးကနေမှာမွေးတာ哦နေမှာကြောင်းတက်တာနေမှာမွေးတာအလဲတန်းပြီးတဲ့အထိဆုံးမရွာလေးမှာပဲနေခဲ့ရဆုံးတိတ်တော့နားမလဲဘူးဒါပေမဲ့မတိစိတ်ကပဲအဲ့ဒီအလုပ်ကိုဝါသနာပါနေရတယ်တခါကြောက်လို့ရှင်ကြတော့လေဆုံးမ presenter ကအဓိကပွဲကိုထိန်းရ မယ်လို့ပဲပေါ့နော်ဒါအားလုံးရဲ့တာဝန်လေး presenter တယောက်တာဝန်ယူဖို့ယူရမယ်ဒီပွဲလှလှပါလေးပြီးပါဦး presenter တာဝန်ယူရမယ်အ stage ပေါ်မှာ invite လုပ်တယ် VIP လူကြီးတွေတက်လာမယ် VIP လူကြီးတွေတက်လာမယ်ဥမာလူပညာရှင်တွေတက်လာမယ်ဒါပေမဲ့ agenda ဒီ presenter ရဲ့လက်ထက်မှာရှိနေမယ်ပေါ့နော်တခါကြလို့ရှင်စင်ပေါ်မှာတချို့အလွဲမလေးရှိရဆိုရင်တော့မှ agenda လေးကိုပြပြီးတော့တော့လကောင်းတစ်ခုခုပေါ့နော်ဒါဥမာရေပြောရမယ်ဆိုရင်တော့ဘယ်ပွဲကိုဘယ်လိုဖြေရှင်းလဲဆိုရင်အဲ့ဒါကြီးအများကြီးပဲပေါ့နော် ါ့နော် host အနေနဲ့ပါဝင်ပြတဲ့ခါမှာအတွေ့အကြုံကောင်းတွေကတော့အများကြီးပါပဲဟိုစမို့လို့အရင်တော့ကလည်း program အကြီးကြီးရိုက်ခဲ့ရတယ် live program ကိုရိုက်ခဲ့ရဆိုတော့ live ရိုက်တာတော့စမို့တော့အခက်ခဲမရှိဘူးပရိသတ်တွေကို live ပေါ့နော်ပြောခွင့်ရတယ်ကိုယ်စိတ်ထဲမှာရှိတဲ့စကားတွေပွဲနဲ့ပတ်သက်တာတွေကို live ပြောခွင့်ရတဲ့အတွက်စမို့ဒီ program ရိုက်ရတာအရန်ပျော်ပါတယ်အရန်ချိန်တတ်ပါတယ်အာ ပြိုင်ပွဲဝင်နေနေဆိုလို့ရှိရင်ကြတော့သူတို့တွေကလိမ်မာတဲ့ကလေးတွေပေါ့နော်လိမ်မာတဲ့ကလေးတွေဖြစ်တဲ့အတွက်အဲသူတို့ရဲ့အဲတခုခုပေါ့ stage ပေါ်မှာသူတို့အဲ့လိုချိုးရကြတော့ stage fear ရှိရပေါ့နော်ကြောက်တတ်တဲ့ကလေးတွေကိုဆိုလို့ရှိရင်ကြတော့ဆိုမှာနည်းနည်းပေါ့ပေါ့ပပလေးပြအောင်စကားတွေပြောပြရဒါပေမဲ့တချို့ကတော့အဲ့လိုကိုယ်စကားပြောမှပူကြောက်သွားတာမျိုးရှိတတ်တော့အဲ့လိုနည်းနည်းလေးတော့ကိုယ့်ကိုပြန်ချိန်ရတယ်သူတို့ရဲ့မျက်နှာမူရနဲ့စိတ်ချနေပေါ်ကြည့်ပြီးတော့အဓိကအသားပြရမှာကသူတို့အကောင်းဆုံးရှိပြိုင်နိုင်မှုသူတို့အကောင်းဆုံး performance လုပ်နိုင်မှုအသားပြရမှာဆိုတော့ဆိုမှာအမြဲတမ်းသူတို့မျက်နှာရိပ်မျက်နှာကဲ တော့ဟိုပွဲကိုကစားပါတယ်။ဟိုမှာဟိုမနေ့ကဆောင်းမြူရစာကြောက်လို့မျိုးပေါ့။အဲ့လိုမျိုးဖြစ်မှရှင်တယ်။အဲ့မောင်လေးကအမြင်နဲ့အဲ့လိုပဲသူကအရင်ရိုးတာ။အရင်ရိုးရိုးရိုးတတတတော်ရိုးရိုးတတကလေးလေးပေါ့။နောက်တခြားကလေးတွေလည်းအကုန်လုံးရိုးသားဖြူစင်ကြတယ်။ဒါပေမဲ့သူကကြတော့အဲ့လိုတခုခုဆိုရင်သူက show off လုပ်တတ်တဲ့အထဲမှာလည်းမပါဘူးမပါတော့ဟို just တရားသူ့ကိုချီးကျူးနေတာဥမာကိုစင်အောင်ဆိုတကယ်သူ့ကိုသဘောတည်းကြလို့ချီးကျူးနေချိန်မှာအဲ့လိုလေပဲနေငြိမ်မဲငြိမ်တာမပြောဘူးပြီးတော့ရှင် ဟိုတင်ငယ်တော့လည်းတာအတမျက်လုံးလေးอ่ะဘယ်လိုမျိုးလေးဟိုရိုးသားရဲ့ဟိုဖြူဖို့တခွားလေးဘယ်လိုလေးပြောလို့ရှင်လဲသူ့မှာမျက်လုံးကိုပဲနှထားရမှာမသိဘူးအဲ့တော့စုမကိုတိုင်းကအိမ်မောင်လေးတက်လာပြီဆိုစကြင်နေရစကြင်နေစိတ်ကချုပ်တီးထားရတာဆိုတော့တခြားကြီးတော့နေရဆိုင်ရခတ်တာမျိုးတော့စုမကမရှိဘူးဘာလို့မရှိအဲ့ဒါလုံးဝမရှိဘူးဘယ်လိုစင်မောင်မှာအဲ့လိုမျိုးလုပ်နေရတာစုမပြောရဘူး ပါအောင်ဩစကားပြောပြောရင်းနဲ့ तू ကထွက်သွားတာအေးအမနောက်ကလိုက်ပြောမယ်ဆိုနောက်ကနှစ်လမ်းသုံးလမ်းလိုက်သွားတယ် तू ကလည်းပြင်ပြတာမရအောင်အဲ့လိုတော့လိုတာပေါ့နော်ဒီပွဲကတံပိုးကျနေပြီလားကျနေပြီဆိုရင်ဘယ်လိုလေးနဲ့ဆက်လို့ရှာအောင်ပြန်ပြီးတော့ဆွတ်တင်ရမယ်ဒီအကြောင်းအရာတစ်ခုကြီးညာဖို့လိုရဲဆိုလို့ရှိရင်တော့မှအာပြောပြပေးတတ်မှာဖြစ်ပါရဲ့ရှင်ဒီလိုပဲပြောလိုက်မှာလားဒါမှမဟုတ်လို့ရှိရင် live ကိုကြည့်ရှင်နေပိတ်သက်များရှင်အခုဒီနေ့အတွက်အထူးကြီးညာစရာတစ်ခုလေးရှိပါတယ်အဲ့လိုပြောမလားပေါ့အဲ့တစ်ခုခုပေါ့နော် အဲ့လိုဆုံးက73နှစ်ရှိပြီပေါ့နော် presidential အနေနဲ့လောက်တာ73နှစ်ရှိပြီ73နှစ်လုံးလုံးတောက်လျှောက်မှာဟိုအင်္ဂလိပ်စာဆိုလို့ရှိရင်ဆုံးလွန်ခဲ့တဲ့9နှစ်ကလောက်တယ်ဂျားထဲမှာ၄နှစ်လောက်မလုပ်ဘူးနောက်3နှစ်မှလောက်တယ်ဆိုတာမရှိပါနဲ့ဒီ presidential life ကကြတော့73နှစ်တောက်လျှောက်လုံးကဟိုမရက်မနာလောက်ခဲ့ရတာဆိုတော့တချို့ဟာတွေက experience တွေအများကြီးဆိုင်တာပေါ့နော်ဒါပေမဲ့တချို့ကျတော့အဲ့လိုဆုံးလို့ TV show တွေပါကြီးပြစ်တာပေါ့နော်ကြီးပြစ်တယ်ပြီးတော့ presentation style တွေဆိုလို့ရှိရင်လည်းမြန်မာပြည်မှာဆိုလို့ရှိရင်လည်းဘသူဘသူတွေကြီးရဲဆိုတာမျိုးရှိတယ်ဆိုတော့လူရွေးပြီးတော့မကြည့်ဘူးပွဲတိုင်းမှာအပြင်ကိုနဲ့အတူတူပဲ MC တငယ်ချင်းတွေဆိုရင်တော့မသူတို့လောက်သွားအော်ဘယ်ဘယ်အချက်လေးကတော့သူတို့သွားမိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးကိုကမှတ်ထားလိုက်တယ်အဲ့လိုမျိုးလေးတော့ဆိုတော့မှတ်ဖြစ်တယ်ကိုချစ်တဲ့အလုံးမလို့လားမသိဘူးအဲ့လိုမျိုးကြိုက်တယ်အဲ့လိုရှောက်ပြီးတော့မှတ်အမှတ်ရတာကြိုက်တယ်စာသာမကြိုးစားရင်လည်းပဲချောဝါသနာပါတာတော့တကယ်တော့လေဆုံးငယ်ဘွားမှာရွေးချက်စရာရန်နေပါတယ် ဘာဝါဒနာပါလဲဆိုတာမှန်တိုင်းပြောရင်မသိဘူးမသိဘူးဒါပေမဲ့အဲ့တုန်းကစုံတော့ငယ်ငယ်တုန်းကဆိုတာလေ presenter ဆိုတာကြီးကဟို ဆုံးမလို့ငငယ်တုန်းကလည်း presenter ဆိုတာကအခုလိုမျိုးပေါ့နော်ဒါနေရာတစ်ခုခုရမယ်ဘဝရဲ့တင်မှုတွေဝင်ဝင်ရှာနိုင်မယ်ဆိုတဲ့ဟာမျိုးကြီးရှိလားမရှိလားလဲဆိုမသိတော့သူတပြည့်ဆုံးကနေမှာမွေးတာကိုနေမှာကြောင်းတက်တာနေမှာမွေးတာအလဲတန်းပြီးတဲ့အထိဆုံးမရွာလေးမှာပဲနေခဲ့တာဆုံးတိတ်တော့နားမလဲဘူးဒါပေမဲ့မသိစိတ်ကပဲအဲ့ဒီလောက်ကိုဝါသနာပါနေရတယ်ဆိုတော့ငငယ်တုန်းကဆိုအိမ်မှာလဲ TV မရှိတော့အဲ့လိုဖေဖေကလည်းဖေးဆိုင်သွားလို့ရှင်လိုက်သွားတယ်လိုက်သွားပြီလို့ရှင် အဖေဖေကလပိဆိုင်မှာလပိပါဆယ်ဝယ်ဝတ်ဆောင်နေတဲ့အချိန်မှာဆိုဒီမှာ၈နိုင်တဲ့တင်းတွေလာနေတဲ့အချိန်မှာเนาะအဲ့ဆိုတင်းတွေပြောတဲ့ဟာကိုကြည့်ပြီးတော့နောက်ကနေပြီးတော့အဲ့တင်းအတန်တိုင်းအတန်နေတန်ထားနဲ့လိုက်ဖတ်တယ်ပြီးသွားလို့ရှိရင်အဲ့ကိုရီးယားကတွေပါကြည့်ပြီးသွားပြီဆိုလို့ရှိရင်လည်း၈နိုင်ဆိုရင်အဲ့လိုခလေးရဖုတ်ဖက်ခါပြီးထပြန်ညားတာပေါ့เนาะအစုံမအလို7 minutes 7 minutes 15မိနစ်လောက်ထိုင်လို့မင်းကြီးထောက်ပြီးကြည့်ကြည့်ပြီးအဲ့တင်းတွေလိုက်လိုက်ပြောတာအဲ့လိုပြောတယ်ပြီးတော့ January magazine တွေဖတ်ပြီဆိုလို့ရှိရင်လည်းအဲ့ဒါကိုဆိုမှဗဇက်ကဒိုင်းမဲစိတ်နဲ့မဖတ်ဘဲနဲ့ဗဇက်ကနေအတန်អော်ပြီးတော့ဖတ်တာအတန်អော်ပြီးဖတ်ပြီးတော့ ပရက်ဇင်တာဖလိုးနဲ့ဖတ်တာဗောငွေတွေကပိုးပါနေကိုကမသိတာပဲဖြစ်ပါဘူး။အော်အဲ့ဒါတငယ်ချင်းတွေအမြဲစားရလေတငယ်စုမနိုရဲ့ရုံးတဲ့ love story ကမရှိတဲ့လောက်ရှားရယ်မရှိတဲ့လောက်ရှားရယ်ဆိုတော့အဲ့လိုအဲ့ကားเจ้าနေပြောတဲ့ခါမှာဟာတို့ကပရက်ဇင်တာဆိုဝင်လာတာရုံးလေးအချစ်စလန်လှလှလေးတွေများရှိမလားလို့ကြည်အောင်ငါတို့ပရက်ဇင်တာကောင်လေးတွေကိုလည်းဟိုကောင်လေးတွေပြောအမလီငါတို့ကဝင်လာတာပရက်ဇင်တာလှလှလေးများရှိတော့ကြည်အောင်ပရက်ဇင်တာကောင်မလေးတွေကိုလည်းအဲ့လိုပြန်လာ blame ညာပါဗော I don't remember me ကိုကြည်တော့ကြည်ခဲ့ဦးတယ် တခါကြောက်လို့ရှင်ကြတော့လေဆိုတော့စင်ပေါ်မှာ presenter ကအဓိကပွဲကိုထိန်းရမယ်လို့ပဲပေါ့နော်ဒါအားလုံးရဲ့တာဝန်လေး presenter တယောက်တာဝန်ယူဖို့ယူရမယ်ဒီပွဲလှလှပါလေးပြီးပါဦး presenter တာဝန်ယူရမယ် stage ပေါ်မှာ invite လုပ်တယ် VIP လူကြီးတွေတက်လာမယ် VIP လူကြီးတွေတက်လာမယ်ဥမာလူပညာရှင်တွေတက်လာမယ်ဒါပေမဲ့ agenda ဒီ presenter ရဲ့လက်ထက်မှာရှိနေတယ်ပေါ့နော်တခါကြောက်လို့ရှင်စင်ပေါ်မှာတချို့အလွဲမလေးရှိရဆိုရင်တော့မှ agenda လေးကိုပြပြီးတော့တော်လကောင်းတစ်ခုခုပေါ့နော်ဒါဥမာရေပြောရမယ်ဆိုရင်တော့ဘယ်ပွဲကိုဘယ်လိုဖြစ်ရှင်းလဲဆိုရင်အဲ့ဒါကြီးအများကြီးပဲပေါ့နော်ဒါပေမဲ့ ဘာပဲလာလာစုံမတောင်းအောင်လုပ်တတ်ပါ